မင်္ဂလာပါရှင်ရှင်နေရန်ကုန်မြို့တဖုံသတင်းဆောင်ကနေတင်ဆက်ပေးပါကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းအင်းစိန်မြို့ရောမပရိယတိစာသင်တိုင်းဦးစီးပဌာနာနာယကအဘိဓိသမဟာရထဂူရုဗတ္တနာဒီလောကဘေးဝင်တာအားဖူမျော်တဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးအစိုးရဖွဲ့ဝင်များသည့်အောက်တိုဘာ9ရက်နေ့နောက်ပိုင်းကအင်းစိန်မြို့ရောမပရိယတိစာသင်တိုင်းဦးစီးပဌာနာနာယက အဘိဓဇမဟာရထာဂူရုဗတ္တနာဒီလောကဘေးဝင်သားအားဖူမျောကဘရင်တော်တူချေပန်ဇန်နေပြည်သူရင်မြင်တွင်2025ခုနှစ်တရင်ချုပ်ဇေယျပွဲတို့နေဂီတဖျော်ပြပွဲတို့အားကြည့်ရှုအားပေးပါရယ်ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့သည်အင်းစိတ်မျိုးနှင့်ရွာမပရိယတိစာသင်တိုက်ဦးစီးပဌာနာနာယကအဘိဓဇမဟာရထာဂူရုဗတ္တနာဒီလောကဘေးဝင်သားအားဖူမျောကြီးညွှန်၍လူဝေပစ္စည်းများစက္ကပ်လူတန်းကြပါရယ်အဲ့ဒီနောက်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့သည် လိုင်သာယာအရှိပိုင်းမြို့နယ်ဘရင်တောင်တူချေပန်းချံတွင်2025ခုနှစ်တရင်ကျုပ်ဇေယောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲအားကြည့်ရှုအားပေးပါသည်။အဆိုပါဇေယောင်းပွဲတော်ကိုအောက်တိုဘာ9ရက်နေ့ထိကျင်းပတော်မှာဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနှင့်ဖွဲ့သည့်ရန်ကုန်မြို့ပြည်သူ့ရင်မြင်တွင်2025ခုနှစ်တရင်ကျုပ်ဇေယောင်းပွဲတော်နှင့်ဂီတဖျော်ဖြေပွဲသို့ရောက်ရှိပြီးစရုဒိတာကျွေးမွေးရန်အတွက်ချက်ပြုတ်ပြင်ဆင်မှုများအားကြည့်ရှုစစ်ဆေးပြီးဈေးဆိုင်ငယ်များ မြမရွာရင်ချင်းမှုတဏ္ဍကအယောင်ပြကန်နှင့်တဏ္ဍကလိန်ချေနေမှုများရုပ်ပြောင်ပကြီးရေးဆွဲထားရှိမှုများရုပ်ရှင်သဘင်နှင့်ဂီတနေပင်မှကြော်ကြားတဲ့အမှုပညာရှင်များ၏ဖြော်ပြတင်ဆက်နေမှုများစသည်တို့ကိုကြည့်ရှုအားပေးပြီးဈေးရောက်ချနေမှုများနှင့်ဈေးဝယ်လာသူများပွဲတော်သူလာရောက်လည်ပတ်ကြသူများကိုရှင်းရင်းနှီးနှုတ်ဆက်ကကိုယ်တိုင်လည်းဝယ်ယူအားပေးကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့ဇွဲထက်ကိုကပေးပို့လာတာပါဆက်လက်တင်ဆက်ပေးမှာကတော့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရန်ကုန်တိုင်းဒေသကြီးအင်ချမ်းမြေဝန်ဆောင်မှုအသင်းနှစ်ပတ်လည်အတင်းသားဆုံညီတို့တက်ရောက်ချီးမြှင့်တဲ့တင်ဖြစ်ပါတယ်။မြန်မာနိုင်ငံအင်ချမ်းမြေဝန်ဆောင်မှုအသင်းဘဟုရဲ့ရန်ကုန်တိုင်းဒေသကြီးအင်ချမ်းမြေဝန်ဆောင်မှုအသင်းရန်ကုန် Region Real Estate Service Association YRESA 2025 Annual General Meeting AGM နှစ်ပတ်လည်အတင်းသားဆုံညီအစည်းအဝေးကိုအောက်တိုဘာ3ရက်မွန်လွယ်ပိုင်းက ရန်ကုန်မြို့လှိုင်မြို့နယ်ပြည်နယ်ရှိလော်တီဟိုတယ်မှာကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးဝန်ကြီးများမြန်မာနိုင်ငံအင်ချမ်းမြို့ဝန်ဆောင်မှုအသင်းဘိုးဥက္ကဋ္ဌဦးခင်မောင်တန်ရန်ကုန်တိုင်းဒေသကြီးအင်ချမ်းမြို့ဝန်ဆောင်မှုအသင်းဥက္ကဋ္ဌဒေါ်မြတ်မမူတိုင်းဒေသကြီးပြည်နယ်များမှအင်ချမ်းမြို့ဝန်ဆောင်မှုအသင်းဥက္ကဋ္ဌနှင့်အမှုဆောင်များတက်ရောက်ကြပါသည်ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းကအဖွဲ့အစည်းစကားပြောကြားပါသည်အဲ့ဒီနောက်မြန်မာနိုင်ငံအင်ချမ်းမြို့ဝန်ဆောင်မှုအသင်းဘိုးဥက္ကဋ္ဌကအမှာစကားပြောကြားပြီး အင်ချမ်းမြေဝန်ဆောင်မှုအတင်းဥက္ကဋ္ဌကအတင်းနဲ့ပတ်သက်၍ဆွေးနွေးပြကြပါရယ်ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအင်ချမ်းမြေဝန်ဆောင်မှုအတင်းဒုတိယဥက္ကဋ္ဌများကဆွေးနွေးပြကြကအတွေ့အမှုကအတင်းနှစ်ပတ်လည်အစည်းအခမ်းအားအရှင်းလင်းတင်ပြပြီးအတင်းဗန္ဓာရီမှုက2024-2025ဗန္ဓာရီရှင်နှစ်အားဖတ်ကြားတင်ပြကမြို့နယ်များအားစွမ်းဆောင်ရေးစုများကိုပေးရကြောင်းသိရပါရယ်ရှင်ဒီသတင်းကိုလို့ဇွဲထက်ကပေးပို့လာတာပါ နောက်ဆုံးတင်ဆက်ပေးမှာကတော့ဓာတ်မြေဩဇာဘုံငွေများအချိန်မီပြန်လဲပေးဆက်နိုင်ရင်လိုအပ်တဲ့ကိစ္စရများပံ့ပိုးနိုင်ရင်လည်းစပားဆိုင်ပြူးခြင်းတွင်စက်မှုလေယာစနစ်လွှမ်းခြုံနိုင်ရန်အတွက် drum စီတာများဖြန့်ခွဲနိုင်ရင်ညှိနှိုင်းအစည်းအဝေးကျင်းပတဲ့တည်ရင်ဖြစ်ပါတယ်။ ဓာမီဩဇာဖိုးငွေများအချိန်မီပြန်လည်ပေးဆက်နိုင်ရင်လိုအပ်တဲ့ကိစ္စရများပံ့ပိုးနိုင်ရင်လည်းစမားဆက်ပြူခြင်းတွင်စက်မှုလျာစနစ်လွှမ်းခြုံနိုင်ရန်အတွက်ဒရမ်စီတာများဖြန့်ခွဲနိုင်ရင်ညှိနှိုင်းအစည်းအဝေးကိုအောက်တိုဘာ3ရက်မိုးလယ်ပိုင်းကရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရုံမင်္ဂလာခန်းမှာတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပါသည် ရှေးဥစွာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းကအမှားစကားပြောကြားရာမိမိတို့ရဲ့တိုင်းဒေသကြီးတွင်စားရည်ကားဖူလုံကြီးတိနဲ့အထွန်းနှုံတူတည်းကြီးဒရန်စစ်တာများဖြင့်နှွေစပါအပြေဝစိုက်ပျိုးနိုင်၏ပန်းတိုင်းအထွန်းနှုံရရှိရေးနှင့်ရာသချက်ပြည်မီစွာစိုက်ပျိုးရန်အတွက်တနေ့တစ်နေ့ပုံမူတူတက်လာအောင်တောင်သူများနှင့်မြို့နယ်ခရိုင်အစင်လိုက်အထူးလေးထားစက်မှတ်ဆောင်ရွက်သွားရန်စသည်တို့ကိုပြောကြားပါသည် ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးစီးပွားရေးအဝန်ကြီးဦးမျိုးမြောင်ကတပည့်ဩဇာပိုးငွေများအချိန်မီပြန်လည်ပေးဆက်နိုင်ရေးနှင့် transitor များဖြန့်ခွဲနိုင်ရေးတို့အတွက်ဆွေးနွေးတင်ပြပါရယ်။အရင်နောက်တယောက်လာကြသူများကမြို့နယ်လိုက်ဖြန့်ဖြူးထားပြီးဖြစ်တဲ့တပည့်ဩဇာပိုးကြတဲ့ငွေများပြန်လည်ကောက်ခံမဲ့အစီအစဉ်များကိုရှင်းလင်းတင်ပြကြပြီးရှမ်းကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစုသိန်းကပေါင်းဆက်ညီနိုင်ပူပေါင်းဆောင်ရွက်ပြီးကနေကုန်းချုပ်မှာစကားပြောကြားကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဆွေထက်ကိုကပေးပို့လာတာပါ။